အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်ခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင် ပေးကြပါဦးခင်ဗျာကြော်ထွန်းမင်းသေးရမေမင်းသေးရမေအချိန်ကတကောင်းရံမလွန်သေးဦးကြော်ထွန်းစေနိုင်ခွဲခန့်မှာအိယာဝင်ခဲ့တယ်အိပ်ပျော်ကားစားပင်ချိနေသေးတယ်အမောင်နဲ့ကခြောက်ကြပေါ်ရအတန်ကြီးကြောင့်ရုတ်တရက်သူ့နိုးလာတယ် ထိုအတန်ကြီးကိုသူကလွဲပြီးဘယ်သူမှကြားဟန်မရှိ အလုံးအိမ်မော့ကြငိမ့်တဲ့နေကြတယ်အမောင်းထဲမှာအတန်ကြီးကတိုးတိုးလေးမဟုတ်ကြဲကြဲလောင်းလောင်းနဲ့တွေးပြဖွဲရအတန်ကြီးကြော်ထွန်းမင်းသေးရမေးဘယ်သူရဲ့အတန်လဲမှန်းစာမရအတန်ကလူအတန်မျိုးလည်းမဟုတ်အေကွဲကွဲ လုံးထွေးထွေးအတန်မျိုးသူ့ဘေးကဇနီးတဲမှာ အိမ်မော့ကြလျက်ဟောက်ပင်ဟောက်နေသေးတယ်အပြင်းကအတန်များမကြအောင် ဆောင်းခေါင်းမြေချုံပြီးနားနှစ်ဖက်ကိုဖိထားတော့လေနားထဲမှာအတိုင်းသာကြားနေရတယ်။မင်းသေးရမေမင်းမသေးခင်မင်းမိသားစုတွေသေးရမေမင်းရဲ့ရှိမှမင်းမိသားစုတွေသေးတာကို ကြည်လိုက်အောင်ပြီးမှသေးချင်းတရားရဲ့အရာသားကိုမင်းကိုယ်တိုင် ခံစားရမေအမောင်တဲ့ကအတန်ရှင်းကဥကြောထုံးအားကျင်းဝါချိန်ချောက်တဲ့စကားများပြောဆိုပြီးမကြခင်အတန်းများတိတ်ဆိတ်သွားတယ်။အဲ့ဒီနောက်ကျောက်လန်အသက်ထိတ်စရာ ခွေဥတန်းကြီးစတင်ကြားလိုက်ရပြီးဥကြောထွန်အေအန်ဒီမှစတင်၍ရွာစုံတို့တိုင်ဇက်တိုင်ဥသွားတာကိုကြားရတယ်ခွေဥတန်းများကျေးရမှတိုးတိုးသွားပြီးနောက်အတန်းများပြောင်းသွားတယ်ခွေဥတန်းများတိတ်ဆိတ်သွားသလိုမကောင်းဆိုးဝါးချင်းချောက်တန်းကိုလည်းမကြားရတော့အရာရာပြန်လဲတိတ်ဆိတ်သွားတော့လေအတန်းများကိုပြန်လဲကြားရောက်နေမိတဲ့ဥကြောထွန်တော်တော်နဲ့အိတ်မပြောနိုင်စနေတဲ့ဒေါ်အေးမြင့်ကတော့တခော့ခော့နဲ့အိမ်မော့ကြားနေတယ် ဘယ်သူကိုတန်ခတ်မယ်မသိသူပြောတဲ့အတိုင်းမဖြစ်ပါစေနဲ့လို့သာစိတ်ထက်ကအကြိမ်ကြိမ်စူးတောင်းရင်နှစ်နာရီခန့်မြာအိပ်ပျော်သွားတယ်ဟဲ့မဲမြင့်ဘာဖြစ်တာလဲဒီမှာချင်းသားဘာဖြစ်တာလဲမသိဘူးအာအမလေးသားတားကဘာဖြစ်တာလဲခေါင်းရကမှာအိမ်မော်ကြနေတဲ့ဒွိမင်းရဲ့မိခင်ကြီးကထားလာပြီဟဲ့ဟဲ့အတွင့်တဲ့တက်နရလာမသိဘူးရှေးမကိုဆွဲလန်းချိုးအာအမလေး ဟဲ့အရမချိုးနဲ့ချေးမကျိုးသွားအောင်မေးချေးမနှချောင်းကိုချေးနောက်ဆွဲလန်ချိုးသလိုလှုပ်တော့လေအเจ้าကထူးမလားပုံစံကအသက်ချူကြက်နေသလိုဖြစ်နေတာ အားဆိုင်ချူနေရတဲ့ပုံစံမေးခန္ဓာကိုယ်ဖေးဆောင်အနေထားနဲ့တွန့်လင်ခေါက်ကွေးနေတယ်အသက်ကိုအင်းအားဆိုင်ပြီးချူနေရတဲ့ပုံစံဖြစ်တယ်ဖြစ်ပြေနာကျင်မှုကိုပြောမပြနိုင်မျက်လုံးပြုတ်လိုက်မျက်လုံးမှိတ်လိုက်နဲ့တအားတင်းအောကခန္ဓာကိုယ်ကိုယုံညံ့နေတယ် လူကြီးမိဘများလေဘာမှမလုပ်ပေးနိုင်ဥကြောထွန်းရဲ့သမီးအကြီးလှလှအော်ဟဲ့ပြောဆိုမှုကြောင့်အင်းဒီနာချင်းများကြားသွားပြီးရောက်လာတယ်ဘလို့ဖြစ်တာလဲလှလှဘာယောဂမန်းကို မသိဘူးအစားများမှားလို့လားတကဘာမှမစားရသေးဘူးအိပ်ပြောနေရကထားမယ်လို့အခုလိုဖြစ်သွားတာပဲငဲငဲကတငဲနာများဖြစ်ဖို့သေးလားမဖြစ်ဘူးပါဘူးဒါဆိုဒီရက်တိုင်းကြီးမနေနဲ့စိတ်ယုံစိတ်ကံပို့ကြပါလား လူကြီးတွေအမျိုးစုံဝေဖန်ပြောဆိုနေကြတော့လေလူနာကမျက်ဖြူလန်းနေပြီအတန်ပင်တိတ်မထွက်နိုင်တော့ဟဲ့ခလေးကိုကြည့်ကြအောင်တော်တော်ပင်ပန်းနေပြီစိတ်ုံပို့ဖို့ပြင်ချတော့ဘယ်သူမှနားမလဲပဲခြောက်လို့မနေချနဲ့ကြောထွန့်ရဲ့ရောက်ခမကြီးကအော်လိုက်တော့မှတယောက်တစ်ပေါက်ပြောဆိုနေကြတဲ့လူများစိတ်ုံတင်းရန်ပြင်ဆင်ကြတော့တဲ့ထိုအချိန်မှာလူနာထမ်းမှဘာသမ်းမှထွက်မလာတော့အသက်ချူကြပ်ပြီးမျက်ဖြူလန်းနေပြီဟဲ့ဟဲ့ လုံးကြပါဦးตา ตาလေးအမလေးตาလေးကို မကယ်နိုင်ကြတော့ဘူးလားကောင်းလေးမှာတစ်ချက်နှစ်ချက်စံကနေစံကနေဖြစ်သွားကအသက်ပါတခါတည်းထွက်သွားတယ်အမလေးအဖြစ်ဆိုးလာကြည်လားตาရဲ့ဦးကျော်ထွန်းခေါင်းရပဲသွားထိုင်ပြီးစဉ်းစားနေမိတယ်ညကတကောင်းရမလာဟောတဲ့အတန်ချင်းကြောင့်သူသားသေးဆုံးသွားရတာလားဆိုပြီးတွေးမိတယ်ဘယ်လိုမရှိမဆန့်သေးရတယ်ဆိုတာမင်းလက်တွေတွေးရမယ် အဲ့ဒီလိုလေအသင်ချင်းကပြောသွားသေးတယ်။သူ့ရဲ့သားမှာဖြားနာခြင်းလည်းမရှိ အသက်က25နှစ်တမ်းမှဖြတ်လက်တဲ့အရွယ်ယခုကောက်ခါငင်းကမချိုးနိုင်မခံနိုင်ဖြစ်ခါအသက်ပါအသေးဆုံးသွားတယ်။သူ့ဘာမျှအမှလုံးမိလို့လေဘာမှမလုံးမိလို့ထင်မိတယ်။ညကခြောက်ချပွဲအသင်ဆိုးကြီးကိုပြန်လေကြားရောက်မိတယ်။ယခုတိုက်ဆိုင်သွားမနေ့ပိုင်းမှာသားဖြစ်သူအသက်ချိုးချပြီးသေဆုံးသွားတယ်။ဥကြောထွန်းတို့အိမ်မှာ ဒွေမြင့်ရဲ့မိခင်ကြီးအဘဝင်မိသားစု9ယောက်ရှိတယ်။သားသမီး4ယောက်ရှိတယ်။အကြီးဆုံးသမီးလှလာမြင့်က အသက်25အိမ်ထောင်မရှိသေး။ယခုသေဆုံးသွားတဲ့သားနဲ့အကြီးမအကြသားတယောက်ရှိသေးတယ်။အသက်က20ရှိ၍အိမ်ထောင်နဲ့ဖြစ်တယ်။လက်ရှိရွာမှာမရှိဇနီးတဲ့နေသောရွာမှာနေထိုင်နေ။ငွေဆုံးကရောက်ကြလေ17နှစ်ရှိပြီ။သား2ယောက်ကကျောင်းနေကြတယ်။ရွာမှာက မူလာနန်ကျောင်းမှာရှိတယ်။အလဲတန်ကျောင်းကသူ့အကိုကြီးနေထိုင်တဲ့ရွာမှာရှိတယ်။ထိုကျောင်းကိုစပိတ်နဲ့သွားတက်ကြတယ်။ရွာနဲ့နှမိုင်ခန့်သာဝေးတယ်။ယခုအပြေရှားမရတဲ့လူသေးဆုံးမှုကြောင့်ရောက်လာကြတဲ့လူအများလည်းတန်းတော်ဖြစ်နေကြ၍ပြောမဆုံးနိုင် ဖြစ်နေကြတယ်။ရောက်လာသူများကနာရီကိစ္စဝိုင်းဝန်းစီစဉ်နေကြတယ်။အိမ်အောင်ကြနေသောတာထံကိုလည်းအတိပေးပြောခိုင်းလိုက်တယ်။ အတုပအကိစ္စကရဲလေမြေချအပြည့်တည်းအထိအေးဆေးစွာပြေးမြောက်ခဲ့တယ်။ထွေရပိုင်းအတွင်ဥကြောထွန်းတယောက်အမောင်ရောက်ထားနဲ့ထိတ်လန့်ပွဲ အသံစိုးကြီးဘဲချိန်ပေါ်လာလိမ့်မလဲလို့စိတ်တထင်းတင်ရှိနေမိတော့လေဘာမှထူးကြမလား။အသံရှင်ကျင်းနေသွားပုံရတယ်။အတုပရဲ့ပြီးဆုံးသွားတော့လေအနည်းပါရွာတွေမှာလာကြတဲ့အသည့်မိတ်ဆွေများမပြန်ကြသေးပဲ။၃ရက်ခန့်ဆက်နေလိုက်ကြသေးတယ်။ညဘယ်စကားထိုင်းပြောနေကြသဖြင့် တော်တော်နဲ့မေးဖြစ်သုံးရအကျော်မှာတော့အိမ်မှာမိသားစုအပြင် လူဖို့မရှိတော့ဥကျော်ထွန်းနဲ့ဒေါ်ရင်မြင့်တို့လည်းမယုံနိုင်ဘွဲရသေးဆုံးသွားခဲ့တဲ့တားကလေးကိုမျိုးလုံးနဲ့မှမြင်အောင်နေမိတယ်အိရတဲ့ဝင်ခဲ့ကြတော့လေစကားမပြောနိုင်ကြပဲအတွေ့မျိုးစုံတွေ့တော်ရင်အချိန်ကုန်မှမသိကုန်းသွားတယ်တကောင်းကျက်ပင်တွန်းခဲ့ပြီဒေါ်ရင်မြင့်ထမ်းမှတခုခုအတန်ထွက်လာတယ်ဒေါ်ရင်မြင့်အိပ်ပျော်သွားပြီဥကျော်ထွန်းလည်း မိကနဲ့တရှိဖြစ်သွားတယ်ဟေ့ကောင်ကြောထွန်းမင်းသေးရမယ်ကွမကြခင်မင်းသေးရမယ်ရေရောက်လာလိမ့်မယ်မင်းသေးကိုသေးရမယ်အသက်ချူချက်ပြီးသေးရတယ်ဆိုတာဘယ်လိုအခမ်းရခက်လဲမင်းမြင်ရပြီမဟုတ်လားအဲ့ဒီလိုခန်းစားပြီးမင်းသေးရမယ်အတန်းဆိုအတန်းကွဲကြီးနဲ့အမောင်တွေကအော်ပြော့နေသားမှာလွန်းစွာကြောက်မက်ဖွယ်ကောင်းလာတယ်။တွားတွားသူအတန်းကုန်អော်လိုက်တယ်ဟင်အမလေး ဘာဖြစ်တာလဲသူ့ရဲ့ခြေလောင်းနဲ့အတန်းကြောင့်အနိမာကိုက်နေတဲ့ဒွိမြင်လမ်းပြီးနိုးလာတယ်ဘာဘာမှမဟုတ်ပါဘူးကွာပြန်ပြေးအိတ်လိုက်တော့ဒွိမြင်လဲဥကြောထုံးကပြန်ရင်ခိုင်းသဖြင့်ပြန်လဲအိတ်ပြောသွားတယ်ဥကြောထုံးလဲအမောင်နဲ့ကအတန်းပြန်ကြရအောင်မလားစောင်းစားရင်မကြခင်မှာပဲအိတ်ပြောသွားတယ်တားတယောက်အသက်သေးဆုံးသွားပြီးနောက်စေရကျော်၍နှစ်ပတ်နီးပါးချိခဲ့ပြီအရာရာတိုင်းအေးအေးဆေးဆေးချိခဲ့တယ် ဒါပေမဲ့ညစဉ်မဟုတ်ပေမဲ့ရဲချာလာအောင်နေတော့အတန်းစိုးကြီးကြောင့်အေးကြီးဝအောင် မေးရပဲရစ်စိတ်၍အေးကြီးပြက်ခဲ့တယ်။တားသေးဆုံးပြီးနှစ်ပတ်ပြီးတော့နေမနေ့လေးနိုင်အချိန်မှာ အာအင်းအီအနေမှာအဲ့နေတော့ဇနီးထမ်းမှာအဆိုင်ညှစ်နေတော့အတန်းကြောင့်ဥကြောထွန်းနိုးလာတယ်။ဟင်မအေးမြင့်ဘာဖြစ်တာလဲမိမမိမဘာဖြစ်လို့လဲအာအမလေးဒေါ်အေးမြင့်က ။ဦးကျော်ထွန်းစိုးရင်တကြီးမေးလာတော့လေဘာမှပြန်မပြောနိုင်။ဦးကျော်ထွန်းမှလည်းတားရဲ့ဖြစ်မြုပ်ကဲ့သို့ဖြစ်မှစိုးရင်မိတယ်။ဟဲ့သမီးကြီးသမီးကြီးလှလာမြင့်လာကြအောင်။အဖေအဖေဘာဖြစ်လို့လဲ။နင့်အမေကို လာကြည့်အောင်။သမီးရဲ့ကြီးမှပြေးဝင်လာတယ်။ဟဲ့ကျော်ထွန်းအေးမြင့်ဘာဖြစ်လို့လဲ။မသိဘူးအမေ။အမေမြင့်ဖြစ်သလိုပဲ။တွန့်လိမ့်ပြီးအော်နေတယ်။မိခင်ကြီးလည်းအခန်းတွင်းထဲရောက်လာတယ်။နေမိတ်မကိုအပြင်ခေါ်ထုတ်ခဲ့ အခန်းထဲမှာကျဉ်ကျဉ်ကြက်ကြက်နဲ့ဥကြောထုံးလေဒွေမြအားပွေးရှိပြီးအပြင်ကို ခေါ်ထုတ်ခဲ့တယ်။သမီးကြီးကခေါင်းအုံယူလာပေးတယ်။အင်းချေကမှဒွေမြကိုခြားပြတာနဲ့အရှေအနေကို ကြည့်ကြတယ်။အာအမလေးဒွေမြအရှေနေပိုးဆိုးလာတယ်။အသက်ရှူမဝသဖြင့်တိတ်ဤညက်ခါကြိုးစားပြီး အသက်ကို ချိုးနေရတယ်။မိုင်းမြင့်သတိထားပယုတ်စီကြောဘက်ကိုလိမ့်ပေးကြည့်ပါလား။ဟဲ့လှလှနင်းအမေပယုတ်စီဘူး ဘယ်မှာထားသလဲသွားချယူလာခဲ့ ဟုတ်ကဲ့ဘွားဒေါ်အေးမြင့်မှာအသက်ရှူမဝ၍အသက်ကိုကြိုးစားချူနေရပုံဖြစ်တယ်ပန်းနာရင်ကျက်လဲမဖြစ်ဘူးပါဘူးဘလို့မြဖြစ်ရတာလဲကုစေယောဂာမြလားမဟုတ်နိုင်တာဘာကြောင့်ပြောတာလဲဟိုးမောင်းမြင့်ဖြစ်တာလဲအခုလိုပဲဆိုတော့သူ့စီကားမြကူတာလားလို့ချင်းရဲ့အိမ်မှာရောက်လာတဲ့ဒေါ်လုံးကထင်ရမြင်ရပြောဆိုတယ်သူ့အချိန်မှာ လှလကပယုတ်စီဘူးယူလာပေးတယ်။ဟေးလှလပယုတ်စီလိမ့်ပေးမလို့လား။ဒွိမြင့်ရဲ့မိခင်ကြီးကကျောဘက်ကိုလိမ့်ပေးမလားလို့အတွေ့အကြုံရှိတဲ့အင်းနေချင်းမိတ်ဆွေတယောက်ကပြပြတလဲဖြစ်ဟာမလိမ့်နဲ့မလိမ့်နဲ့ဒီဒွိမြင့်ကအသက်ချူမဝလို့တင်းအင်းဖြစ်နေတာပယုတ်စီလိမ့်လိုက်ရင် အသက်ချူကြက်တဲ့ကြက်ပြီးဒုက္ခရောက်တော့မယ်။ဘာဆိုင်လို့လဲဟဲ့။ဆိုင်နေဒေါ်ကြီးရကျွန်တော်အမေပန်းနာရင်ချက် က်သက်ရှူမောဝလူစေကန်သွားပြတာလူမမအနေမှာရှင်းသေးကိုအမွေတိုင်းရင်းမွေပယုတ်စီ အနံပြင်းတဲ့အရာလေးနဲ့ဝေးဝေးနေခိုင်းနေဒါကြောင့်ပယုတ်စီအနံကသိပ်ပြင်းလို့မလိမ့်ပေးဖို့ပြောတာမသိပါဘူးရင်းချောင်းပြီးအသက်ချူနိုင်မလားလို့ကဲကဲကိုထွန်းပြီးလှဲပြင်လိုက်တော့ဗျာစေယုံပို့ကြမယ်သမီးအမေအတွက်ယူစရာရှိတာချင်းနဲ့ချားထက်ထိုးအချိန်မှပဲဒေါ်အင်းမြင့်မျက်လုံးနှလုံးပြူးထွက်ကား ဘေးဆောင်အေလီယံမှာခါတချက်ကုန်းသွားပြီးအသက်ရှူရပ်သွားတာကို ကြည့်နေသူတွေတွေးလိုက်ကြတယ်။ဟင်လှုပ်ကြပါဦးအမေအမေမအေးမြင့်မအေးမြင့်ဘလို့ဖြစ်တာလဲတားသေးလို့မှတလားမပြေးသေးဘူးမေးကလိုက်သေးရတယ်။အောင်လန့်နေရွာသူတွေကများပြူစာထားတာလားမသိပါဘူးဖြားတာနားရလဲမဖြစ်ဖဲတခါတည်းသေးသွားလို့ဒေါ်အမြင့်ရုတ်တရက်သေးသွားသဖြင့်တရွာလုံးတန်းတော့ဖြစ်ကုန်တယ်။ ယောဂါတစ်မျိုးတည်းဖြစ်ပြီးသေရပုံထူးဆန်းတဲ့အတွေ့ယွာသားတွေရောဘူးတူတာရှိတဲ့လူကြီးများလည်းအပြေချာမရအံ့ဩနေကြတယ်။ဒီလိုနဲ့ဒေါ်အမြင်အတုပါကိစ္စအတွေ့စီစဉ်ချရတော့တယ်။ဥကျော်ထုံးလည်းညဘယ်လာရတဲ့သေမင်းအော်တန်ကြီးကြားပြီးနှစ်ရက်သုံးရက်အတွင်းမိသားစုတွေတယောက်ပြည့်တယောက်သေဆုံးသွားခဲ့တယ်။မကြခင်သူ့အလှရောက်တော့မယ်။ဘလို့အညိုတေထားပြီးသူ့မိသားစုကိုတတ်ဖြတ်နေရတယ်လေ။ တူးစင်းသားတွေဘလို့မှအပြေမထွက်ဘဲအမောင်ပယောကကပုကပ်ပြီးသေးမင်းကအနိကိုရောက်လာရတယ်သူတရွာလုံးနဲ့လဲဘာပြဿနာမှမဖြစ်ဘူးဇနီးဖြစ်သူနဲ့လဲရမ်းမဖြစ်ဘူးပြဿနာမဖြစ်ဘူးစဉ်းစားမရအောင်ဖြစ်နေမိတယ်ရခင်ကတော့ရွာထဲမှာသူနဲ့မတဲ့သူတယောက်ကိုတယောက်မကြည့်ချင်းအောင် မုန်းတီတူတူရှိခဲ့ဘူးတယ်ယခုထိုးလူက လူလောကကြီးတဲ့ကထွက်သွားပြီတို့ကြောင့် ယခုသူ့မိသားစုသေဆုံးရခြင်းမှာသူတော့မဖြစ်နိုင်လို့ယုံကြည်ထားလိုက်တယ်။သူ့ဖြစ်ဒေါ်အမြင့်ရဲ့ရောအလောင်းအားတုံးရထားပြီးတင်းချိုင်းသူတွားရောက်တကြိုကြတယ်။ဒေါ်အမြင့်အားမြေးမြုပ်တကြိုပြီးတာနဲ့ဥကြောထုံးတယောက်သူသားအားရခင်အဘက်ကမြုပ်ထားခဲ့တဲ့မြေပေါ်အနီးမှာရန်နေမိတယ်။စောစောကဒီနေရာကိုမိသားစုဝင်များရောက်လာပြီးငိုယူတွားကြသေးတယ်။မောင်လေးကြီးအမေနင်းကိုစိတ်မချလို့လိုက်လာပြီးနေအမေကိုတွေးအောင်ချား ထို့သို့ပြောဆိုငိုယိုကရေပုံတစ်ခုနဲ့တစ်ခုသွားလိုက်လားလိုက်ကုလူခါငိုယိုနေကြတယ်လူကြီးများအတင်းဆွဲခေါ်ပြီးရွာတဲ့ပြန်သွားသဖြင့်တင်းချိုင်ကမှမြေဖို့နေတော့လူနှစ်ယောက်နဲ့ဥကျော်ထွန်းသာကြံနေခဲ့တယ်ဥကျော်ထွန်းလည်းသားမြေပုံအနိမရန်နေရကတစုံတရာကိုမြင်တွေ့လိုက်သဖြင့်သူ့ထိုးနေရသို့ထွက်ခဲ့တယ်ထိုးနေရကပြီးခဲ့သောတလခန်းကသေဆုံးသွားခဲ့ပြီးဖြစ်တဲ့သူ့ရဲ့ရန်ဖေဥလာမောင်ရဲ့မြေပုံဖြစ်တယ် အဘိုးချက်အဖျားကြီးပြီးသေဆုံးသွားခြင်းဖြစ်တဲ့ဦးလာမောင်နဲ့ဦးကျော်ထွန်းတို့ကတာရဲသမီးရဲ့ကိစ္စနဲ့၎င်းလေယာကိစ္စနဲ့၎င်းတဦးနဲ့တူကြီးမရအောင်မုန်းနေကြတယ်ဦးလာမောင်ရဲ့သားကဦးကျော်ထွန်းရဲ့သမီးလှန့်လှကိုကြိုင်းနေတယ်ကြုံရတွေ့ရလိုက်ပြောတယ်ဦးလာမောင်သားနေရောင်းကအလုတ်လက်ကျော်တင်းအောင်မလုပ်အရက်တော့ကြက်တိုက်ဖဲ့ရိုင်အပြောပါနဲ့သာချိန်ကုန်နေသဖြင့်လှန့်လှကလည်းကြီးမရဦးကျော်ထွန်းကနောက်ကို့ ။သမီးအားမနောက်ချက်ရန်ဆုံးမဘေးပါရန်သွားတိုင်ရမှတယောက်နဲ့တယောက်မုံတီသွားကြတယ်။ပြီးတော့ဒုံးနဲ့ဒုံးလေလေကျင့်ကဲ့ရဖြစ်၍မူအခါလေကန်သိမှုကန်းသိမျက်နှာခုတ်လျင်သူ့ဘက်ကကန်းသိသားများတဝက်ခံခုတ်ချပြီးဥကြောထွန်ဘက်သို့မြေသားများချတယ်။တစ်နှစ်နဲနဲ့တစ်နှစ်နဲနဲ့ခုတ်ယူတိုးချဲ့နေသဖြင့်မိုးတွင် လေထုံတဲ့အခါတိုင်းရံဖြစ်ရတယ်။ယခုကဆုံလာဆန်း မိုးတပြိုင်နေတပြိုင်ဖြစ်နေသည့်အချိန်ဥလမောင်နေဘူးကပြန်လာပြီးအိုက်သည်ဆိုကရေချိုးလိုက်သည်ဖြင့်အပူချက်၍အပြင်းဖျားလျက်အိတ်ရတဲ့လဲခဲ့တယ်အိတ်ရတဲ့လဲရမှအပြင်းဖျားတော့တယ်အဖျားကသစ်သာမလားပဲသုံးရပင်ခြေသွားပြီညရောက်တော့အပြင်းဖျားပြီးမျောသွားရကသတိပြန်လဲမလာတော့ပဲအသက်သေးဆုံးသွားတော့တယ်ဥကြုံထုံးလဲရသားချင်းလဲဖြစ်လိန်နီနာချင်းလဲဖြစ်သည်ဖြစ် သေးသည့်ညကရောက်သွားတယ်အလောင်းကိုတော့အခေါင်မသွင်းရသေးအခေါင်းသွင်းရန်ပြင်ဆင်နေစဉ်ဥကြောထွန်အင်းတို့ပြန်လာတယ်အတုပါ၃ရက်ထားတယ်အတုပါချမနေရောက်လာတယ်အလောင်းကိုလှဲပေါ်တင်းပြီးနွားလည်းနဲ့သင်းချိုင်းကုန်းတို့ပို့မည်ဖြစ်၍လှဲ့နေအလောင်းစဉ်အခေါင်းတို့ကိုကြိုးများဖြင့်အခိုင်အမာတုံအောင်ထားတယ်အတုပါချမအချိန်အိမ်ပေါ်မှာတရားနာကြတယ်လူကြီးလူငယ်အလုံးတရားနာတယ်ဥကြောထွန်ကအရောက်နောက်ကျသဖြင့် တရားနာရန်အိမ်မော့သို့မတက်တော့ပဲအလောင်းတင်ထားရာလဲရနေရက်ပြီ အခောင်းကြီးကို ကြည်နေမိတယ်ထိုအချိန်မှာအခောင်းကြီးကလှုပ်နေသည်ကိုဥကြော်ထွန်းမြင်လိုက်ရတယ်ဟင်အခောင်းကြီးလှုပ်နေသလိုပဲဂျစ်ဂျစ်ဂျစ်ဟာအခောင်းထဲကကိုးချစ်တဲ့အတန်ပဲလှမောင်မသေးသေးဘူးလားမသေးဘူးဒါမှမဟုတ်ငါ့ကိုမကျေနပ်လို့ခြောက်လန့်နေတာများလားထို့နောက်အတွင်းမှာထူးတန်လို့လို့ကိုးချစ်တန်လို့လို့ကြားရပြန်တယ် ဒီလိုကြည့်မျောနေရက မသေးပဲပြန်ချင်းလာတာများလားမသေးသေးဘူးဆိုရင်လေမကြခင်မြေအောင်ရောက်တော့မှာပဲငါဘယ်သူမှမပြောရင်ဒီလိုကြည့်အခေါင်းထဲကထွက်ရတော့မှာမဟုတ်ဘူးငါလူတွေကိုသွားပြောရင် ကောင်းမလားဒီလိုရဲ့အသက်ကိုငါကဲတင်လိုက်ရမလားအိုးမပြောဘူးဒီလိုအသက်ရှင်နေရင်မိုးအခါရောက်တိုင်းဒုတ်တပြည့်ဓာတ်တပြည့်မဖြစ်ုံတမယ်ပဲငါသူ့ကိုကိုထိလျောက်တတ်ထာမှာမဟုတ်ပဲ ီရက်တိုင်းမကြသလိုပဲနေလိုက်တော့မယ်။ဥကျော်ထွန်းလည်းထိုအနီးမှာမနေတော့ပဲအိမ်ဖက်သူချောက်လာခဲ့တယ်။ဘုန်းကြီးဒီရနာရေစက်ချအမျှအဝေတန်ထွက်လာပြီးနောက်အိမ်ပေါ်မှာငိုရိုပြီးပြေးစင်လာသူများကြောင့်အိမ်ဝန်အတွင်စူးညံသွားတော့တယ်။အတန်ချက်စဲမှလည်းခင်းခင်းညွန့်တေးတန်းကမငိုသေးသူကိုငိုချင်းအောင်လှုပ်စော်လိုက်တကယ်သူခြေကွဲစွာ ထွက်ပေါ်လာတယ်။ငိုတန်းများနဲ့စပီကာမှတေးတန်းများကြောင့်အခောင့်တွင်ကထူးဆန်းသောအတန်းကို ဘယ်သူမှမကြတော့သူ့ဖြစ်မကြခင်မှာပဲဥလှမောင်တယောက်မြေချင်းတဲ့သူ ရောက်သွားတော့တယ်ဦးကျော်ထွန်းလည်းဥလှမောင်ရဲ့မြေပေါ်အနီးကထွက်ခဲ့တယ်အင်းလှမောင်တကယ်မသေးဘူးဆိုရင် အခေါင်းထဲမှာအသက်ချူကျက်လို့အတော်လေးခန်းစားပြီးသေးသွားရပုံပဲအတွေ့ပေါင်းစုံတွေ့ပြီးအင်းတို့လေးကန်တဲ့ခြေလမ်းများဖြင့်ပြန်လာခဲ့တယ်ဥလှမောင် မသေးသေးမဲ့သေးသွားခရရတဲ့အတွက်မကျေနပ်တဲ့စိတ်နဲ့ဓမ္မလုံးကလိုက်လာပြီး လေးသားချီတက်ပြက်နေသီလားမသိတခုခုတော့တခုခုပဲဘယ်သူမှမဖြစ်နိုင်ဘူးဖြစ်နိုင်စရာရှိဒီလူကြီးပဲဖြစ်မယ်သူအခေါင်းထဲမှာမသေးပဲရုံးကန်နေတဲ့အချိန်ငါအနိမရှိနေတာကိုသူသေးပြီးတော့တီးသွားလို့ငါကကလေးသားပြန်ချီနေတာလားမသိဘူးထို့ကြောင့်သူဆုံးဖြတ်ချက်တခုချလိုက်ပြီးအိမ်သူတန်းမပြန်သေးပဲအရပုံရောင်းချတဲ့တင်းရိုးအိမ်သူထွက်ခဲ့တယ်အဲ့ဒီနောက်ရေတပလင်မှားကြပြီး ဆိုင်းမပဲထိုင်းတော့နေလိုက်တယ်။အင်းတို့ဒပလင်းဝဲပြီးပြန်လာခဲ့တယ်။သူက အရစ်ကိုမကြိုက်။ကျုံးမတောက်တတ်တယ်။ယခုအပူအကြီးလွန်သဖြင့်အမှုတောက်လာခဲ့သည်သာမကအပူဒပလင်းမှာဝဲလာခဲ့သေးတယ်။အင်းကိုရောက်တော့ညနေ၄နာရီခန့်ရှိပြီ။အတုပရစ်မလဲသေးသဖြင့်အိမ်မှာလူတချို့ရှိနေသေးတယ်။ပါလာတော့အရစ်ပလင်းကိုတနည်းအားမှသိမ်းထားလိုက်ပြီးအိမ်ခန့်အတွင်းဝင်ကရှဲလက်တန်းရှင်းမနေတော့ပဲ။ အိယာဘောတုံးလုံးပြက်လဲကအာယာဘယာအိလိုက်တော့တယ်မူးမူးနဲ့ခနာတွဲမှာပဲသူအိမ်မော့ကြားသွားတယ်ညချင်းနိုင်ခန့်ညသာထမင်းစရန်လာနိုးတော့မှသူအိယာမှနိုးလာတယ်ငါ့ကို အရင်နဲ့မြည်ဖို့ဟင်းတပကန်ခတ်လာခဲ့ ထမင်းကနေတိုင်းစားနေရတာပဲတဏံပစားလို့ဘာမှဖြစ်မသွားဘူးအမြင့်စားပြီးအရက်ပဲတောက်တော့မေးဦးကျော်ထုံးလည်းမိဖို့ထဲမှာထိုင်း၍အရက်တောက်ရင်အမြင့်ထိုင်စားနေတယ် အချင်းကတဖြည်းဖြည်းကုန်းလာတဲ့ကိုနိုင်ခွဲခန့်ရှိနေပြီ။နာရဲအိမ်မှာစောင့်ရည်သူများများဆသာမရှိ။အိမ်ရှိအောင်းလင်းထမ်းမီအောက်မှာအပြိုရိုက်နေတော့ဖဲတဝိုင်းသာရှိတယ်။အမျိုးသမီးများကလည်းအိယာထဲမှာမိတ်ကြသေးတော့လေတွန်းလွန်လှဲပြီးစကားပြောဆိုနေကြတယ်။ဥကြော်ထွန်းတယောက်အရက်ကိုလက်ဆာတတ်လိုက်တယ်။ဓမ္မီတလေယူဆောင်ပြီးအိမ်အောင်အနောက်ဖက်မှာထားတယ်။ပေါတုတလေတန်တပြင်းတစ်ချောင်းယူကားဘယ်သူမှမသိအောင် နောက်ဖက်မှာကွေးပြီးအိမ်ပြင်းသို့ထွက်ခဲ့တယ်။မကြခင်မှာပဲရွာပြင်းသို့ထွက်တဲ့လမ်းပေါ်ရောက်ခဲ့တယ်။ဥကြောထွန်သွားမိနေရကညနေက သူတွေ့ခဲ့တဲ့ဥလာမောင်အားမြှုပ်ထားတဲ့မြေပုံကြီးစီသို့ဖြစ်တယ်။တယောက်တည်းအသိချမ်းအတွင် လာမဲရည်ဝဲထားသဖြင့်အရက်ကိုအမှုထိုင်တော့နေခြင်းလည်းဖြစ်တယ်။အရက်ဖြစ်ရဲသေးတင်းပြီးလာခဲ့ခြင်းဖြစ်တယ်။လာကလည်းမသားမောင်နေမဲမဲမြင်းမြင်းသမျှခြောက်ချပွေရာအတိဖြစ်နေတယ်။ ရွာစီမား၎င်းတင်းချိုင်းစီမား၎င်းခွေဦးတန်းကြီးများကရုတ်တရက်ပေါ်လာတဲ့ခြေသူလှမ်းနေတော့ခြေလမ်းများပြင်တွန့်ဆုပ်သွားတယ်။အိုးခါတိုင်းလေခွေဦးနေကြပဲ။ဘာကြောက်စရာချီလို့လဲ။ငါဒီအဖြစ်ကိုမသိရမရှင်းမကျေနပ်နိုင်ဘူး။အဲ့ဒီလိုအာတင်းပြီးဥလာမောင်ကိုမြေမြုပ်ထားရမြေပုံစီတို့တန်းပြီးလာခဲ့တယ်။မြေပုံကိုတော့တွေးပြီးခက်မြမြန်တွေးရမယ်။အလောက်မြုပ်ထားတာတလားရှိနေပြီဆိုတော့ ပုတ်ပွားနေလောက်ပြီးဓာမိနဲ့ထိုးကြည့်ပြီးတေချာတော့မှမြေကြီးကိုပေါက်တင်နေမြေမြုပ်ထားသည်မှတလခန့်သာရှိနေသေးသဖြင့်ပင်ပင်ပန်းပန်းမတို့လိုက်ရပေါတုနဲ့ရထုတ်ယုံပြီးမကြခင်မှာပဲအခေါင်းကိုပေါတုထိတဲ့ကြားရတယ်ကုလမောင်ကျုပ်ရဲ့တကူကောင်းဆန်းတဲ့စိတ်ကြောင့်မသေးသေးမဲ့သေးရတယ်ဆိုရင် တောင်းမှမှာတယ်ဗျာကျုပ်ကိုခွင့်လွှတ်ပါမိုးကြရင် ခမရနဲ့ကျုပ်အမြဲလဲတိုးတဲ့ကိစ္စနဲ့ ရံဖြစ်စကားအများရတဲ့မဟုတ်လားကျုပ်ခမည်းနဲ့ရံမဖြစ်ချင်းတော့တဲ့စိတ်ကျိုးသမီးနဲ့ခမည်းသာနေဆက်သွားမှာကိုကြောက်လို့ခမည်းမရှိမှကောင်းမယ်ဆိုတဲ့စိတ်ရိုက်ဝင်သွားမိလို့ခမည်းကိုအကူအညီမပေးပဲလက်လျူချိုးခဲ့မိတယ်။ဗဇက်ကတပွားပွားပြောဆိုရင်အခေါင်အဖုံးပေါ်မှာမြေကြီးများကိုရဲထုတ်လိုက်တယ်။အခေါင်အဖုံးပေါ်မှာမြေကြီးများကပြောင်းဆင်းသွားပြီ။တကယ်လို့ကျုပ်ထင်သလိုခမည်းမသေးသေးမဲ့သေးရတယ်ဆိုရင်ကျုပ်ကိုခွင်းလို့ပါဗျာ။ ကျုပ်အခုလာခဲ့တာက ခမရအရင်ကတည်းကသေးပြီးသားလားနောက်မှသေးတာလားတဲတဲကွဲကွဲ သိချင်လို့ပါရခင်ကတည်းကသေးပြီးသားဆိုလျင်အခေါင်အတွင်ပြည့်တဲ့အနေထားနဲ့လက်မနဲ့ခြေမများကိုစပိန်နဲ့ချီနှောင်ထားတဲ့အတိုင်းတွေးရမယ်တို့မဟုတ်သေးသည်မဟုတ်ဖဲမျိုးနေရကအခေါင်းတွဲမှာပြန်ချင်းသတိရလာလိရုံးကန်လှုပ်ချထားသောအနေထားကိုမြင်ရမည်ဖြစ်တယ်တို့မှသာဥကြုံထုံးရဲ့စိတ်ထဲချင်းနိုင်တော့မည်ဖြစ်တယ် သူ့ကြောင့်သေးသည်ဆိုပါကသူ့ကိုမကျေနပ်၍သားနဲ့ဇနီးကို လာတတ်ပြီးကလေးသားချေခြင်းဖြစ်နိုင်နေကဲအဖြူအမဲသဲခွဲအောင်ကျုပ်ကြည့်ပြရစေစကားဆုံးတာနဲ့အခေါင်ဖုံးကို ပေါတုနဲ့ရောတန်တပြင်းနဲ့ပါ ကလပ်ပြီးဖွင့်လိုက်တယ်အပုံနှံကစူးစူးချာချာထွက်ပေါ်လာတယ်နှာခေါင်းပေါ်မှာတဆင်ခန္ဓာကိုယ်ထဲသို့အပုံနှံစုပြုံတိုးဝင်သွားသည်ဖြစ်ပြုတ်အံမထွက်အောင်အတင်းထားရတယ် အခေါင်းပုံတစ်ချမ်းလမ်းသွားတယ်။သူ့ဓမ်းမိနဲ့ထိုးကြည့်လိုက်တယ်။ဟာထင်းသားစရာတိုင်အခေါင်းထဲမှာပုတ်ပွားနေတော့အလောင်းကြီးကဆောင်းလျက်ရှိနေပြီ။အခေါင်းကိုယုံကန်တွန်းပွင့်ထားသည်ဟန်တွေးရတယ်။အခေါင်းအတွဲမှာထိတ်လန့်မှုနဲ့အသက်ရှူကြမှုကြောင့်အသက်ထွက်သွားပုံရတယ်။သေချာသွားပြီ။သူ့ရဲ့တကူကောင်ဆမ်းမှုကြောင့်သေးသွားရတယ်လို့သာမှတ်လိုက်တော့တယ်အခေါင်းကိုပြန်ဖုံးရန်တန်တရွင့်နဲ့လမ်းနေတော့အဖုံးကိုချိန်လိုက်တယ်ဟာဟာ မင်းငါကိုသေးသေးချင်းနဲ့မို့လားမင်းသေးသေးချင်းသလိုငါသေးသွားပြီလေညည်ချင်းတဲ့ချီအခောင်းထဲမှာပုပ်ပွားနေသောအလောင်းကြီးကလှုပ်ချလာပြီးစကားတန်ထွက်ပေါ်လာသဖြင့်တန်တပြင်းကိုလှော့ချလိုက်ပြီးနောက်သို့ဆုပ်လိုက်မိတယ်။သွားသွားမလာနဲ့ဟာဟာအသက်ချိုကြပြီးသေးတာဘယ်လိုအခမ်းရခက်တယ်ဆိုတာမင်းလက်တွေမြင်ပြီးမို့လားမင်းကငါးစီကိုရောက်လာပြီဆိုတော့အဲ့ဒီလိုခံစားပြီးသေစရာမလိုတော့ဘူး။ မင်းကငါကိုယ်တိုင်တက်ပြစ်တော့မှာသွားသွားခမရကသေပြီပြီအလောင်းကောင်းကြီးကကျင်းမော်တရံအခေါင်းထဲမှာလှုပ်ချရုံးကန်နေသဖြင့်ဥကြောထုံးလေနောက်သူလှဲပြေးရန် ဆုံးဖြတ်ပြီးလှဲ၍အပြေးမှာပဲတင်းကုတ်တကူခြေထောက်ချိန်ပြီးဝမ်းလျာထိုးလဲကြသွားတယ်ညကြီးရပြီးပြစ်ချထားတော့ပေါတုရဲ့အသွားပေါ်တဲ့တဲ့ဥကြောထုံးလဲပင်စိုက်ကြသွားတယ်ပေါတုအသွားကဥကြောထုံးလဲပင်မှာတဝက်တိတိစိုက်ဝင်သွားပြီး သွေးများပန်းထွက်လာကခဏအတွင်းမှာပဲငိမ့်တဲ့သွားတော့တယ်မိုးလင်းသွားပြီနာရဲ့အိမ်မှာလူအလုံးနိုးကုန်ပြီဥကြောထုံးကိုမတွေ့ရသဖြင့်စောစောနိုးပြီကိစ္စရှိ၍ပြင်းသွားသည်ထင်ပြီးအမတ်တမဲ့သာနေလိုက်ကြတယ်ကိုနိုင်ခန့်ကြတော့အသက်15နှစ်ရှိနွားကြောင်သားလေးတယောက်ရောင်းလာပြီးတင်းချိုင်းကုန်းမှာဥကြောထုံးမှောက်ရဲသေးနေသည်ကိုတွေ့ခဲ့တဲ့အကြောင်းလာပြောတယ်ဒါကြောင့်လူအမြတ်တင်းချိုင်းအတွင်လိုက်လာပြီး ွား၍ကြေးကြရာဥလာမောင်ရဲ့အလောင်းကို တူးလျက်အနေထားနဲ့တွေးရပြီးပေါ့တို့အသွားပေါ်လဲကြသေးဆုံးတဲ့ဥကျော်ထွန်းကိုလည်းတွေးကြရတယ်ရွာသူရွာသားများလည်းညီချင်းနဲ့မှပုတ်ပွားနေတော့ဥလာမောင်ရဲ့အလောင်းအနေထားကို မြင်တွေးပြီးအံ့ဩနေကြတယ်ဥလာမောင်သေးဆုံးပြီးညဘက်ရောက်၍အခေါင်းသွင်းစဉ်ချင်းမလက်မများကိုချင်းနှောင်းကပြည့်လေအနေထားအတိုင်းအခေါင်းသွင်းပြီးအဖုံဖုံးခဲ့တယ်ယခုမြင်ရသည်က အံ့ဖွယ်သေးရဲ့ဖြစ်နေတယ်။ယခုသူတို့မြင်လိုက်ရသည်ကအခေါင်အတွဲမှာကုန်းယုံထားတဲ့အနေထားကြီးကိုမြင်လိုက်ရ၍မြေချပြီးမှ မသေးပဲပြန်ချင်းလာတယ်လို့ယုံကြည်လိုက်တယ်။ထို့အပြင်မြေဖို့ခန်းလိုက်ရ၍မသေးသေးမဲ့သေးသွားရခြင်းဖြစ်ကြောင်းပြောကြတယ်။ထိုကိစ္စနဲ့ဥကြောထုံးမြေတို့ပတ်သက်နေသည်ကိုတော့ကာယကံချင်းများစဉ်းစားမရ။သေးစင်ကလည်းဥကြောထုံးမရှိ။အခေါင်အတွင်းစင်ကလည်းဥကြောထုံးရှိမနေ။အတုပချားစင်ကသာ လိုက်ပါပို့ဆောင်ပေးပြီမြင်းမြုပ်စင်ကလည်းဥကြောထုံးမရှိဥကြောထုံးမိသားစုလည်းရုတ်တရက်ဥလာမောင် သေဆုံးပြီးနောက်ပိုင်းမှာအသက်ရှူကြပြီးတယောက်ပြီးတယောက်သေဆုံးကုန်တယ်ဥကြောထုံးကလည်းသင်ချိုင်အတွင်းလာပြီးဥလာမောင်အလောင်းအနိမပဲသေဆုံးတယ်ဥကြောထုံးအားအိမ်မဆိုးတွေပေးနေ၍ယခုကဲ့သို့အလောင်းလာတူးခြင်းလားစသဖြင့်အမျိုးမျိုးဝေပန်ပြောဆိုနေကြတယ်ဥကြောထုံးမိသားစုအသက်ရှူကြပြီးသေဆုံးခြင်းကိုလည်း ရွာသားတွေပြောမဆုံးနိုင်ဖြစ်နေကြတယ်။ဦးလာမောင်နဲ့ဦးကျော်ထွန်းတို့သာသိတယ်။ဘေလိကတော့ဘယ်သူမှမဖြစ်နိုင်ကြ။ဦးကျော်ထွန်းသေဆုံးပြီးနောက်ပိုင်းဦးလာမောင်မိသားစုဝင်းများထပ်မံသေဆုံးခြင်းမရှိပါလေတော့။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးအထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။